တိုင်ဖုံတီနိုခေါ်တိုင်ဖုံကယ်မီဂီကဖိလစ်ပိုင်နိုင်ငံအလဲပိုင်းကိုဝင်ရောက်သွားခဲ့တာကြောင့်နိုဝင်ဘာလ၄ရက်နေ့မှာအ ਨੇ ဆုံးလူနေရောက်တည်ဆုံခဲ့ပါတယ်။ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာတော့မိုးသည်ထန်စွာရွာသွန်းမယ်လို့ထိုင်းမိုးလေဝသဌာနကခန့်မှန်းထားပါတယ်။ တိုက်ဖုံးမိုတိုင်းကယ်မီဂီဟာပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်းဖိလစ်ပိုင်နိုင်ငံရဲ့အရှေ့ဘက်မှာဖြစ်ပေါ်ခဲ့ပြီးအနောက်ဘက်ကိုရွေ့လျားရာကနေအင်ဂါနီညမှာတောက်တရုတ်ပင်လယ်ထဲကိုဝင်ရောက်မယ်လို့ခန့်မှန်းထားပါတယ်။တိုင်ဖုန်းမိုတိုင်းကယ်မီဂီဟာလေမြန်စွာရွေ့လျားနေပြီးဘီယန်နန်ကမ်းခြေကိုကြာတာပတိမှရောက်ရှိမှဖြစ်ပါတယ်။အဲဒီနောက်တော့လေဖိအားနဲ့ရက်ဝင်အဖြစ်အပြော့သွားပြီးအနောက်ဘက်ကိုဆက်လက်ရွေ့လျားပြီးတောက်ချာနေမှာတော့ထိုင်းနိုင်ငံအထက်ပိုင်းကိုရောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ ထိုင်းနိုင်ငံမှာတော့အရှေ့မြောက်ပိုင်းဒေသတွေမှာမူကြီးမယ်လို့ခန့်မှန်းထားပြီးတခြားဒေသမှာနေထိုင်သူတွေကိုတော့မုန်တိုင်းနောက်ဆုံးအခြေအနေတွေကိုမျက်ခြေမပြတ်စောင့်ကြည့်ထားဖို့တိုက်တွန်းထားပါတယ်။